ကျွန်တော်ဒီကားလေးကိုစဉ်းစားတင်တဲ့အခါမှာလေစဉ်းစားလူကြီးကပြောတယ်အပြစ်မှာတကယ်ရှိခဲ့တဲ့အထောက်ထားကုကားလေးနဲ့ပြပါလို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်မှရှိခဲ့တဲ့ကြုံရတဲ့ဖြစ်ရမယ့်အထောက်ထားကုကားလေးနဲ့ပြပြီးတော့စဉ်းစားတင်ပြီးတော့ရိုက်တာပါအဲ့တော့ဒီကားလေးကပြည့်သက်တဲ့အတွက်ကြည့်ရတာတကယ်ကိုဘယ်လိုပုံမလဲကျိုးကျေးဇူးရှိတဲ့ကားလေးတကားဖြစ်လာပါပါဝိဇာတိကွင်းမှာယုံကိုပြန်ပြန်ပြီးတော့ သူ့ရဲ့မျက်နှာလေးကဟိုကျွန်တော်တို့ဟိုကြည့်မယ်ဆိုလို့ရှိရင်အတိအကျတော့ဟိုအေဂျင်စီကောင်းတာပေါ့နော်အေဂျင်စီကတပ်ပုံနေပြီးသူများလေး ိုင်းနဲ့လည်းတူတယ်ပြီးတော့ရိုက်လိုက်လို့ရှင်ကာရက်တာတစ်ခုထွက်လာအဲ့ဒါလေးကိုမြင်တဲ့အခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအလိုလေးပေါ့နော်။ဘာပြောကျွန်တော်ဇန်နဲ့ရမ်းလိုက်တယ်အဲအဲ့ဒီမှာ the clear ထင်ကလည်းဟိုနှစ်ခေါ်တဲ့ကောင်မလေးနှစ်ခေါ်တဲ့ခါမှာအဲ့လိုကြွေမင်းသမီးလေးလိုရမ်းလာနေတယ်ဆိုပြီးတော့မှတရွာလုံးကတင်စားထားတဲ့ကောင်မလေး။အဲ့ကြောင့်သူ့ရုပ်နဲ့ character လေးနဲ့လိုက်တဲ့အတွက်ကြောင့်မို့သူ့ကို production ကနေပြီးတော့မှကန့်လန့်လာပါခင်ဗျာ။ဟုတ်ဘာကြီးမေးလို့မဖြစ်ဘူးနော်။ ဲ့ကွာ။အဲ့ဒါညာကျွန်တော်ပြောသလိုပေါ့နော်။ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်တို့ကားတို့အချို့ကြတော့နော်။ဟမ်။အဲ့တော့ရှင်းပြကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချောချောလေးလည်းကြည့်ကြည့်နေမှာပဲလေနော်။အဲ့ကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြောရင်အရန်ချောတဲ့တိုင်းမှာမပါဘူး။ကြည့်ပြောရင်လည်းပါတယ်။အဲ့တော့ဘယ်လိုခေါ်မလဲ။သူတို့ကအပြုံးချူတယ်ကွာ။ပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်။အဲ့အဲ့ပချိုင်လေးနဲ့ဒီဂမ်ဘီယာကားကိုကြည့်နေတဲ့ပြည့်တက်တွေကို ဖန်ဆာလို့ရအောင်ပြည့်တက်တွေအနေနဲ့မျက်စိဗရာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါကြောက်ပါလေကြောက်ပါလေလာပြီးမှရှိရတော့ဝိဇာတက်ကွင်းဝိဇာတက်ကွင်းလို့ပဲကွင်းလေကွင်းလေဘယ်နောက်ကြောက်တိုင်းသူမင်းစင်တာမင်းဖြတ်ပြေးသွားရလားမင်းစင်တာမင်းဖြတ်ပြေးသွားပြီဒီကားကအရှိကားရဲ့ထက် လောက်ထိဆက်ဆောင်မှုရှိတယ်လောက်ထိဆက်ဆောင်မှုရှိမလို့ထင်ပါတယ်ဆက်ဆောင်မှုရှိရယ်ဆိုတော့ကျွန်တော်တို့ကပရိသတ်ကိုဘဟုတုတပေးခြင်းနဲ့ရတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်လေးဒီ story လေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါလေးပေးခြင်းတာအထူးကပါပဲဟုတ်ဒီကတော့ဟောပေါ့နော်ဘယ်ဘာသာမဆိုကြည့်လို့ရပါတယ်ကျွန်တော်ကလေယုံကြည်သူပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဝင်တယ်ပဲဖြစ်ဖြစ်အဓိကကိုယ့်စိတ်ကောင်းနေဖို့ပဲလိုတာဟုတ်လား ကိုချင်းစာစစ်ကလေးရှိရမယ်ပြီးတော့ဖြစ်တည်မှုပမာကံကံအကျိုးကိုယုံကြည်ပြီးတော့ကိုချင်းစာစစ်လေးနဲ့တစ်ဖက်သူကိုနားလည်ပေးမယ်ဆိုရင်ဘယ်ပစ္စည်းပဲကိုယ့်လက်ထက်ကိုရောက်လာရောက်လာကိုကောင်းနေသူတွေကိုရှိကိုကောင်းတာပဲရောက်လာမှာပေါ့နော်ကိုကမကောင်းမဲ့တော့ကောင်းတာမျောတင့်နေလို့ရမှာမဟုတ်ဘူးအဲ့ဒါလေးကိုဒီကားထဲမှာ message ပါပါတယ်ခင်ဗျာပါကျွန်တော်တို့ဒီကားလေးကိုစဉ်းစားတင်တဲ့အခါမှာလေစဉ်းစားသူကြီးကပြောတယ်အပြစ်မှာတကယ်ရှိခဲ့တဲ့အထောက်အထားကုကားလေးညင်ပြပါလို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်မှရှိခဲ့တဲ့ကြုံခဲ့ရတဲ့ဖြစ်ရမယ့်အထောက်အထားကုကားလေးညင်ပြပြီးစဉ်းစားတင်ပြီးတော့ရိုက်တာပါအဲ့တော့ဒီကားလေးကပြည့်သက်တဲ့အတွက်ကြည့်ရတာတကယ်ကို ဘယ်လိုပုံမလဲကျိုးကျေးဇူးရှိတဲ့ကားတွေတကဖြစ်လာပါပါကျွန်တော်ကစပြီးတော့အဲဇာလန်တွေတခုအဖန်ဒီပဲဆိုရဲအစတဲ့အဖက်ဖက်ကပြည်စုံပြီးထင်တော့မှကျွန်တော်တို့ကဖန်ဒီတာပေါ့နော်ဒါပထမအချက်ပေါ့အဲတော့ပညာရှင်တွေထောက်ပြမယ်ဆိုရင်လည်းထောက်ပြစရာဟာကွက်မရှိအောင်ကျွန်တော်တို့ကဆက်ကိုအစတဲ့ပြင်ဆင်ထားတယ် script တွေရောဒီ dialogue တွေရာအစကျွန်တော်တို့ကပြင်ဆင်ထားတယ်ပြီးတော့အမကုနာမေးသလိုပဲအဲဘာသာရေးကိုဒါအခြေခံပြီးတော့ရိုက်ထားတဲ့ကားဖြစ်တဲ့အတွက်အဲ ခုနအဖို့ပြောသလိုကန်ကန်ရေချိုကျွန်တော်တို့ကောင်းဖို့အတွက်ကိုပဲရည်ညွှန်းတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာလုပ်ဖို့အတွက်ကိုပဲအစိုးကောင်းနေမျှပြီးတော့ဗီလိန်တွေလည်းပါမယ်အမ်ကောင်းတဲ့အရာတွေလည်းပါမယ်အဲနောက်ဆုံးဆိုနောက်ဆုံးကျွန်တော်ဆိုရင်သာသနာ့ဘောင်ထဲကိုဝင်သွားတယ်ဆိုတာ ठी မှာပါတယ်ဆိုတော့အကောင်းနေဘက်ကိုပဲမြောက်လှည့်ပြီးတော့ကျွန်တော်ဖန်တီးပြတာနေပါဘူး။ဆိုတော့ hairstyle ကတော့ design ရုပ်အတွက်ပြင်ဆင်ပါဘူး။မဟုတ်ပါဘူးဒါကပြောင်းမှာပါ။ ။ရောင်ပဲလာတိကနေရင်ချောနေလို့လား။မေးပြီးပြန်ထွက်ပြေးဦးမယ်ပြန်။အာနောက်နောက်မှဒီလိုလေးကြွယ်ပြီ။ကြွယ်ပြီးမေးလိုက်အဲ့ဆိုပြန်ကြွယ်သွားတယ်။ ဒီကားကိုကန်းတန်းတဲ့အခါမှာပေါ့နော်ဒီကားထဲမှာညီမလေးကနှက်ဆရာအဲသူကကြတော့လေပညာရက်တစ်ခုပိုင်ဆိုင်တယ်သူကျွန်တော်လည်းပညာရက်တစ်ခုပိုင်ဆိုင်တယ်ဇက်သိန်းမှာအဲညီလေးကသူကဘာသာရေးပေါ့နော်သူဖွင့်ကြည့်ဖို့တက်ခါပါတယ်အဲ့ဒီကိုသူကနည်း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 လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ production ကနေပြီးတော့ထားချာရွေးချယ်လိုက်တာအယမ်းမှန်ပါတယ်ပေါ့နော်ကျေးဇူးအယမ်းတင်ပါတယ်နှက်ဆရာမအောင်ဆက်ပါလေးကြည့်ရအောင်ဒါပေါ့အခုလည်းတလောက်လာနေ အဲ့အဲ့ခုနပြောတဲ့ဘာသာရေးနဲ့မဆိုင်ပါဘူးကျွန်တော်တို့က character တစ်ခုကိုကျွန်တော်တို့ကဖန်တီးမယ်တာဝန်ယူရဲဆိုတော့အဆုံးအထိကိုတာဝန်ယူရမယ်တာဝန်ရအမှုပညာဆိုလဲမကြည့်အဲ့ဒီမှာပါတယ်အဲ့တော့ကျန်တဲ့အရာတွေထားလိုက်အောင်ဘာသာရေးတွေပါထားဒီထဲမှာလောက်ရမယ်ဆိုတဲ့အရာတခုကိုကျွန်တော်အဆုံးထိလောက်တယ်အဆုံးထိလောက်တယ် ရောက်နေတယ်ပြပြဝင်ဟောမေးပြီးရောတော့ဒီဟုတ်ကဲ့ပါကျွန်တော်တို့ကားလေးထွက်လာတဲ့ခါကြလို့ရှိရင်အားပေးပါဦးကျွန်တော်တို့မောင်တမတွေအကောင်းဆုံးလေးကျွန်တော်တို့စူးစမ်းထားပါတယ်ဟာကွမ်းမရှိစူးစမ်းထားတယ်တကယ်လို့မြန်ဇကားလေးထွက်လာတဲ့ခါပြည့်တက်တဲ့အကြိုက်တွေ့တယ်ဆိုလို့ရှိရင်အများကြီးအားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ကျွန်တော်မောင်တမတွေအကောင်းဆုံးစူးစမ်းပါမယ်ပြည့်တက်တဲ့အကောင်းဆုံးဖြစ်မဲ့ကားလေးတစ်ခါဖြစ်မဲ့လို့ယုံကြည်ပါတယ်